နိုင်ငံဆိုတာကောလာဟာလာမဟုတ်ပါဘူးဒါကတော့ကျွန်တော်တို့လူလူကျွန်တော်တို့ရခိုင်ပြည်သူတွေရဲ့ရိုးသားတဲ့အတန်ပဲဖြစ်တယ်အဲ့ဒါကအဲဒါကောလာဟာလာမဟုတ်ပါဘူးအဲသူသူရဲ့လူထုကဘာဖြစ်ချင်လဲဆိုတာသူပြောရိုးရိုးသားသားပြောနေတဲ့ကိစ္စပဲကျွန်တော်တို့ကဒါမဲ့ကျွန်တော်တို့ဒီရခိုင်အမျိုးသားအဖွဲ့ချုပ်ပေါ့အဲရခိုင်တက်တော်ပေါ့အခုကျွန်တော်နေနေပြောင်းလိုက်ပြီရခိုင်တက်မတော်လို့မခေါ်တော့ဘူးပြောပြီးပြီလားတော့မသိဘူးမပြောသေးဘူးလားခဏနေမှပြောပြမယ် အဲ့ဒီရခိုင်မျိုးသားအဖွဲ့ချုပ်ရဲ့ policy ကတော့ကျွန်တော်တို့ခွဲထွက်မယ်လို့ဘယ်တော့မှမပြောသေးဘူးအဲကျွန်တော်တို့ကအဲကျွန်တော်တို့ရဲ့ပဂတိအနေထားနဲ့အဲကျွန်တော်တို့လိုလားတဲ့နိုင်ငံရေးဆန္ဒကိုပဲကျွန်တော်တို့ပြောတာဖြစ်တယ်အဲတကယ်ရခိုင်ပြည်ရဲ့ကံကြမ္မာကိုဆုံးဖြတ်ရမှာကရခိုင်လူထုပဲဖြစ်တယ်အဲဒါမဲ့ဟိုမှာလူထုရဲ့ opinion ဆိုတာကတော့အဲ့ဒီလူထုကိုဥဆောင်တဲ့နိုင်ငံရေးသမားတွေပေါ်မှာလည်းမူတည်တာလည်းဟုတ်တယ်ဒါဟာနှစ်ဖက်ကြားမှာ အဝတ်လေးနော်ဒါဖြစ်နေတာဟာတခုတော့ကျွန်တော်တို့ပေါ်ဆောင်ရမှာပဲအအကောင်းဆုံးကတော့ဟိုဒီစုစုစီစီပေါ့နော်တိမ်ထဲမှာမြင်းကြီးချမ်းချမ်းနေနိုင်အကောင်းဆုံးပဲဒါမဲ့ကျွန်တော်တို့ဒီအိမ်မှာလုံးဝနေထိုင်လို့မရအောင်ဒီနှိမ့်ဆက်ရင်တော့ဒါအိမ်ကြီးချင်းကောင်းဖြစ်ဖို့ကြိုးစားရလိမ့်မယ်ဒါကတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးသူတို့အပေါ်မှာလည်းမူတည်တယ်ကျွန်တော်တို့ကဘလောက်ပဲအတူနေချင်းဒီဖြစ်စေသူတို့ကကျွန်တော်တို့ကိုနေထိုင်လို့ ဘယ်လိုမှမဖြစ်နိုင်အောင်ပေါ့အဲ့လိုလုပ်ခဲ့ရင်ဒါ option